အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပေးတဲ့အားလုံးလည်းမင်္ဂလာပါဒါကျွန်တော်အခုကတော့ဒါဘီဘာအိုမြို့ရောက်နေပါလို့လေဘီဘာအိုမြို့ရဲ့ယထာစတေရှင်ပေါ့လေဒါအခု Manchester City ကခုနပဲပွဲပြီးသွားတဲ့အချိန်မှာ City ကဘုံမောင်းနဲ့ကန်နေနောက်တစ်ဖက်က Crystal Palace နဲ့ Wolverhampton နဲ့ကန်နေဒီပွဲတော့အဓိကတော့ Champion League ဝင်ခွင့်အတွက်ပြောပြောမလဲဆိုတော့ မန်ချက်စတာစီးတီးအတွက်အရေးပါတယ်ပွဲပဲဆိုတော့သူတို့အနေနဲ့ဒီပွဲကိုအနိုင်ရရင်ချန်ပီယံလိဝင်ခွင့်ရဖို့တည်ကြတဲ့လောက်ရှိတယ်နောက်တစ်ခုကတော့အသင်းကောင်းဆောင်ကေဗင်ဒေဘရိုင်းနာရဲ့နောက်ဆုံးအိမ်ခွင့်ပွဲလို့ပြောလို့ရတယ်ဆိုတော့သူ့ကိုနှုတ်ဆက်တဲ့ပွဲဖြစ်တယ်ဘုံမောက်ကအစောပိုင်းတုန်းကတော့ဒါ conference league ပြောလင်းချက်ရေးရေးလေးရှိပေမဲ့ crystal palace က city ကိုနိုင်လိုက်တဲ့အတွက်ကြောင့်ဒါအိုက်မျောလင်းချက်တွေအကုန်အဆုံးသတ်ပြီးတော့ crystal palace ကဥရောပဝင်ခွင့်ရသွားတယ်ဆိုတော့အခုလောလောဆယ်အနေထားရ man city ကဒီနေ့ပွဲမှာ ဒါတကယ့်ကိုလူဆုံးတက်ဆုံးပဲပွဲထွက်လာတယ်ဒါခန့်ကိုသမားအက်ဒဆင်ပြန်လာပြီးတော့မှမတိယနူးနက်စကေ DSK အခန်းကြီးနဲ့တစ်ဖက်ကတော့ Jesco Guardiola ပါပြီးတော့ကွင်းလေကဂွန်ဒွန်ကန်ရဲ့နောက်တစ်ဖက်က Kovacic ကိုတိုက်စစ်က Bernardo Silva, De Bruyne, Omar Mamouche နဲ့ Erling Haaland ပါတယ်။နောက်ဒီနေ့ပွဲမှာ Man City အတွက် ဒါဂျင်းနဲ့ဆာကဂျင်းနဲ့ဆာက၈လလောက်နားနေရတယ်သူတို့ရဲ့အဓိကကွင်းလက်စားမှာ rutri လဲပြန်ကစားနိုင်တဲ့အဓိကအချက်ပဲဒါ rutri ကပထမဆုံးချိန်ကွင်းထဲကိုပြန်ဝင်ကွင်းရတဲ့ပွဲဖြစ်တယ်ပွဲကတကယ်ကို sloppy moment နေများတယ်ဒါပေမဲ့ဒီနေ့ဒါ Omar Mahmoud တွင်းလိုက်တဲ့ခိုးကတော့ probably ဒီနေ့ရဲ့ဒီဒီနေ့ရသည်အကောင်းဆုံးဂိုးတွေကတကူလို့ပြောလို့ရတယ်ကျွန်တော်တို့ push cap ရမဲ့ဂိုးလို့ပြောဖို့တော့နည်းနည်းခက်ပေမဲ့တော်တော်လေးတော့ ဒါကောင်းတဲ့အည်သွေးမြင့်နဲ့ကိုဖြစ်ပြီးတော့14မိနစ်မှာဒါတကယ်ကိုအည်သွေးမြင့်နဲ့ကိုကိုလှလှပပကန်သွင်းသွားတယ်ဒါဒီကိုကဒါဘယ်လိုပြောမသိရနူးနဲ့စပေးတဲ့အချိန်မှာခိုက်30 35ကွာကနေတော်တော်ကောင်းတယ်ဗျတောက် white ပြီးတော့အပေါ်ကိုကျလာတာဘလို့မှကိုဘယ်ကိုသမားမှဖမ်းနိုင်မှာမဟုတ်အဲ့လုံးဝတကယ် quality ကိုပဲ 1C နဲ့ CTAC 90နဲ့ ဒါနောက်ပထမပိုင်းပြီးကန်ဒီ38မိနစ်မှာဒါအဲခိုင်ကွန်တုံကန်ပြန်ပြီးချပြီးအလုံးကနေဘန်နယ်ဆီလ်ဘာကန်သွားတဲ့အလုံးလေးတော်တော်လေးကောင်းတယ်ဒါတော့မှနော်ဒါအသေး ကောင်းဆောင် deployer ကိုမမှုချပေးတဲ့အပိုင်လုံးဆိုရင်ဒါ deployer အလွယ်လွယ်လေးကူရမယ့်အလုံးကိုသူကန်တာတိုင်ထိသွားတယ်။ဟိုဘက်ကလည်း evanescen အပိုင်တစ်လုံးရတယ်။အဲ့ဒါလေဒါကူရမယ့်အလုံးမှာဘုံပေါက်လဲဖြုံတီးသွားတယ်။ဒီနေရာမှာကျွန်တော်တို့ဒုတိယပိုင်းမှာဒီ sloppy ပေါ့လေ Manchester City က sloppy back pass ပြန်ပေးတဲ့အလုံးပေါ့လေ။အဲ့ဒါတော့တော်တော်လေးဆွတ်ဆွားပဲ။လုံးဝမထင်မှတ်တဲ့အချိန်မှာ sloppy back pass ပြန်ပေးတော့အဲ့ဒါကို Kovacic ကပြန် recover လုပ်ရင်းနဲ့ဘုံပေါက်ရဲ့ဒါကစားမကို foul လုပ်လိုက်ရတယ်။ လှုပ်လိုက်တော့လက်စတဖနာဖြစ်သွားရောလက်စတဖနာဖြစ်တော့ဘက်တီရိုကိုဗစ်ချစ်ကဒိုက်ရိုက်နီးထုတ်ခံရတယ်။သူထုတ်ခံရပြီးတိတ်မကြဘူး။ဒါဘယ်လိုပြောမလဲ။ဒါ69မှာထုတ်ခံရပြီးတော့မှ63 6မိနစ်ကြာမှလူးစ်ကုတ်ကလည်းဒါအမှန်တိုင်းပြောရင်ဒီလူစားဝင်လာတဲ့နီကိုဂွန်ဇာလက်ပေါ့လေဒီဘရိုင်းနာစားဝင်လာတဲ့နီကိုဂွန်ဇာလက်ကို6တောင်းနဲ့ဇုံဝင်ပြစ်ပြီးတော့ပြစ်ပြီးတော့ခက်ချမ်းချမ်းကစားလို့ဆိုပြီးသူလည်းထုတ်ခံရတယ်။ဇယောက်စီဖြစ်သွားပြီးတော့မှစီတီကပွဲပြီးကန်ဒီကြာမှဒါဘယ်လိုပြောမလဲဆိုတော့ ဒီလှလပပလေးပဲဒါလူစားဝင်လာတဲ့ကစားမဖြစ်တဲ့ဒါနီကိုကွန်ဇာလက်တွင်းသွားတယ်အဲ့မတိုင်ခင်မှာဒါ83မှာဟာလန်နေရာမှာရှစ်လကျော်ဒါဒဏ်ရာကြောင့်လွဲချော်ထားတဲ့ရူတရီပြန်ကစားတယ်ရူတရီပြိတ္တတဲ့အားလုံးတောင်းတောင်းဖြတ်ဖြတ်ဘာကြောင့်လဲဆိုရူတရီဟာစီတီရဲ့အရေးပါတဲ့ကစားမဖြစ်ပြီးကျွန်တော်ထင်တော့ဒီရာဒီမှာရူတရီကိုအတင်းကောင်းဆောင်တော့ပေးမှာဒီဘရိုင်းနာနေရာမှာဒီကြောင်ပေးကောင်းပေးနိုင်တယ်အဲ့မှာနီကိုကွန်ဇာလက်က86မိနစ်မှာတကူထပ်သွင်းတယ်3ကိုပြက်ခါကြိုက်စီတီလက်ဒီနေရာဒီမှာအဲ့စတော့ပီးတွေအများကြီးရတယ်တလား ီလူထုတ်ခံရတာလဲကိုယ့်ရဲ့အမှားဟိုဘက်ကလူ ဒီဘုံမောက်ကိုချေပါကိုပြန်ပေးတဲ့နောက်ဆုံးမိနစ်အလုံးဆိုရင်လဲဂျက်ဟိုဂျက်ဘင်ဆင်ဆိုတဲ့ကစားသမားကိုပြန်ပေးတဲ့အလုံးဆိုတော့ဘာမှမလုပ်အပဲနဲ့နောက်ကိုမြကြည့်ပဲနဲ့ပြန်ပေးတာနောက်ဆုံးအဆုံးသက်မှာဘုံမောက်ကတကူးသွင်းသွားလို့ City clean sheet မရပါဘဲသူတို့3-1နဲ့နိုင်သွားတယ်အဲ့နိုင်ပွဲကအခု City ကိုရမှတ်68မှာဖြစ်သွားတယ်သူတို့နောက်ဆုံးပွဲ Fulham နဲ့ကန်ရမယ်ကျွန်တော်ထင်တော့ City အဝေးကွင်းကန်သည့်တိုင်အောင်ဒါတည်ကြရင်လဲသူတို့ ACC Champion League ဝင်ခွင့်ရပြီအခုလဲ Champion League ဝင်ဖို့အခြေအနေတော်လေးကောင်းသွားတယ် Crystal Palace ကတော့ FA Cup Champion ဖြစ်ပြီးတဲ့မှာခြေစွမ်း ြပြီးတော့အိမ်ကွဲမှာ wolf ကိုနိုင်တယ်ဒါ victor ferrara ရဲ့အသင်းကို chris bailey အသင်းရဲ့နီးပြ glasner အသင်းရတောက်လျှောက် ဒါခြေစွမ်းပြသွားတယ်ဒီနေ့ဘွဲမှာဆိုရင်အင်ခက်တီးရက်ကတယောက်တည်းနှစ်ကိုးသွင်းတယ်နောက်ဒီရသည်မှာခြေစွမ်းပြနေတဲ့အက်ဇီတကိုးနဲ့ဘန်ချေဝက်တကိုးသွင်းတယ်ဟိုဘက်ကတော့ဒါအဒူဂူနဲ့လာဆင်တယောက်တကိုးစီသွင်းတယ်ဆိုအဲ့နိုင်ဘွဲကြောင့်ပဲဒါဘယ်လိုပြောမလဲခရစ်စပယ်လစ်တဲ့ဒီရသည်မှာရလက်ကောင်းကိုပိုင်ဆိုင်ခဲ့တယ်ဆိုတော့အခုမန်ချက်စတာစီးတီးကအခုနောက်ဆုံးဖူဟန်နဲ့ပွဲမတိုင်ခင်မှာရမတ်အားဖြင့်အခု68ပေါ့လေလီဗာပူးက68 63 ဒါတစ်ဖက်ကအာစနယ်က81ဒါမန်စီးတီးက68ညူကာဆယ်66ချယ်ဆီ66အက်စ်ဗီလာ66နော်ဒန်ဖောရက်စ်65အဲ့ဒီနေရာမှာစီးတီးက68က81ကအာစနယ်ကို3မှတ်ကွာတယ်ဒါပေမဲ့ goal different ကွာတဲ့ကြောင့်စီးတီးကဒုတိယနေရာမှာဖြစ်နိုင်တော့ဘူးဆိုတော့ Liverpool 1အာစနယ်2ဖြစ်ပြီးတော့စီးတီးကဖူဟန်ရဲ့ပွဲမှာတည်ကြရင်ကိုသူတို့ကဘယ်လိုပြောမလဲအဆင့်3ရမယ်သူတို့နိုင်မယ်ဆိုလဲတည်ကြပေါ့ရမယ်သူတို့ show ရင်တော့ ြောလို့မရသေးဘူးသူတို့ရှုံးပြီးတော့ Newcastle နိုင် Chelsea နိုင် Aston Villa နိုင်တော့ City အတွက်သေးမသေးကြဘူးအဲ့တော့ City ကထပ်ပြီးကြည့်ရမယ်ဘာဖြစ်ဖြစ် De Bruyne ရဲ့နောက်ဆုံးပွဲမှာ Man City ဒါ goal ပြတ်နိုင်ပွဲရရှိခဲ့တာပါအားလုံးကျေးဇူးတင်ပါတယ်